ဒီနေ့တက်မတော်ဦးနိုင်ငံကြီးကထုတ်မယ်ဆိုလို့ရှိရင်လက်ပြန်ကိုအထုတ်ကိုတစ်ခါလေးပြင်ထားလိုက်တော့မင်းတို့ရွေးကောက်ပွဲမဖြစ်မချင်းပါတီတွေခြံတော့မှာမဟုတ်ဘူးအဲ့ဒီခြံခဲ့လို့ရှိရင်မင်းအွန်လိုင်းခြေနှင်းထားတဲ့ကြံ့ခိုင်ရေးတခိုးတခိုးကြံ့ဖို့တခိုးပါတီပဲခြံခဲ့တယ်ဘရင်ထရန့်ကပြောတယ်ဂျပူမင်းတက်ချင်ရင်လည်းတို့ဒီ NUG ကဒေါက်တာဆင်မအောင်လို့အင်္ဂလိပ်စာမှုတ်တော့တက်ဆရာမလို့ဂျပူမင်းတခိုးမတက်မယ်ဒါ my name is မေလိုမင်းအောင်ဟိုင်အဲအဲ့တခိုးမတက်မယ်ဒါပဲတခိုးတော့ရှိတယ်နော်မင်းလက်ဆွဲလုံးဆက်လို့မရဘူးဘယ်သူမှလူလူခေါင်းဆောင်ဒေါ်အောင်ဆန်းစုတီကိုပခုံးချင်းရှင်ပြီးတော့ဟမ် မတူမတန်တာလာနှိုင်းရှင်ပြီးတော့ကိုယ့်ကိုတောက်ရဝင်ခြင်းနဲ့ဟာတွေအဲ့ဒါအဲ့ဒါချက်ချင်းလက်ငင်းအကျိုးပေးတာချက်စရာကြီးဟမ်အကျွေးတွေထူလို့လွတ်တော့ကိုယ်စလဲလောင်းပြဝင်ဝင်မရဘူးပယ်လိုက်ပြီးတော့အမှချက်တဲ့ရခိုင်လဲပြီးလို့ရတယ်အကောင်းကြတာ Hey YouTube လေးတက်ကြမြောင်းမင်္ဂလာပါ Jazz Production ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Jazz နဲ့သူ Jimmy Reaction Video လေးတွေကတော့ ဝေးကိုကြောကြောကိုပူပူကြောနဲ့ကိုစီရတဲ့ဆက်ပြီးတဲ့တဲ့င်းလေးတွေဖြစ်ပါလိမ့်မယ်တဲ့င်းတွေထဲမှာမော်နော်ဘဘဂျပူရဲ့ပြီးတော့ဒေါ်သစ်ခိုင်ရဲ့အဲအဲ့တဲ့င်းလေးတွေနော်တဲ့င်းကောင်းလေးတွေကြားမှာဖြစ်ပါတယ်နော်ကဲဟုတ်ပြီထောင်းဆန်တိုက်ဂျက်စနစ်တို့ဆောင်တဲ့လိုက်ပါကျေးဇူးတင်ပေးခဲ့ပါတယ်ကဲပြီအဲ့ဒီတဲ့င်းလေးတွေမဆက်ခင်လေးမှာကျွန်တော်နော်ဗီဒီယိုတို့လေးတပေါ်တော့တစ်ချက်လောက်ကြည့်လိုက်ကြအောင်နော်စစ်တက်ကိုနိုင်ငံရေးရဲ့ထုတ်မယ်ဆိုလို့ရှိရင်ပြင်ရမယ်အချက်၃ချက်ဟုတ်ပါတယ်နားကြမမပါဘူးစစ်တပ်ကိုနိုင်ငံရေးတဲ့ကထုတ်ချင်တယ်ဆိုလို့ရှိရင်ပြင်ရမှာ၃ချက်ပဲရှိပါတယ် ဘာဖြစ်လို့ဆိုရင်မနိုင်ငံမနိုင်ငံရေးလုပ်တဲ့သူတွေရောပါတီဝင်တွေကိုတော့အတိုင်းသားလက်နက်ကိုင်တွေရောအမြဲလက်ကိုင်စကားအဖြစ်နေပေါ့နော်ပြော့ပြော့နေတဲ့စကားတစ်ခုရှိရဲ့ဒါပါလဲဆိုစစ်တပ်ကိုနိုင်ငံရေးတွေကထိုးစစ်တပ်မပါဘူးဆိုပြီးတော့ပြောနေကြတာပေါ့နော်ဒီအတွက်ကြောင့်မလို့ဒီနေ့အကြောင်းအရောပြောခြင်းဖြစ်ပါတယ်ပထမပြင်ရမယ့်အချက်မြန်မာနိုင်ငံမှာနိုင်ငံရေးလုပ်မဲ့ဘယ်ပါတီဝင်မဆိုဘယ်နိုင်ငံရေးသဘာမဆိုဘယ်အဖွဲ့အစည်းမဆိုစဉ်းစားရမယ့်ချက်တစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတော့ဒီနေ့တက်မတော်ကိုနိုင်ငံရေးရထုတ်မယ်ဆိုလို့ရှိရင်မနေ့ပြန်ကိုအထုတ်ကိုခါရဲပြင်ထားလိုက်တော့ဒါပထမဆုံးပြင်ရမယ့်အထုတ်ပြင် ဒါပရမတ်ကိုပြန်ရမယ်အချက်ပါတက်မတော်ပြောထားပြီးသားပါပါဝင်မှုကိုတဖြည်းဖြည်းရှော့ချတဲ့နီးနဲ့ဒါလီရင်တက်မတော်ကတဖြည်းဖြည်းနိုင်ငံကြီးရဲ့ထွက်တော်မျိုးပြောထားပြီးသားအဲ့ဒါကိုအဲ့လိုမဟုတ်ဘဲနဲ့လုံးဝယတိပြက်ကြီးထုတ်ချင်နေဆိုလို့ရှိရင်ဒီနေ့နိုင်ငံကြီးရဲ့ထုတ်ဖို့ကြိုးစားရမယ်လက်ပြန်ကိုထုတ်ဖို့ခါလေးပြင်ထားလိုက်ပါဒါဒီပထမဆုံးပြင်ရမယ်အချက်အထုတ်ပြင်ဖြစ်ပါတယ်ဒုတိယပြင်ရမယ်အချက်အလုတ်ပြင်လုတ်ရက်တီကိုပြင်ရမယ်လုတ်ရက်တီကိုပြင်ရမယ်လက်နဲ့ကြီးကင်ပြီးတော့နိုင်ငံကြီးထဲမှာဝင်ဆက်နိုင်ဖို့ကြိုးစားတာနှစ်တွေနှစ်ပေါင်း80ကျော်ကြာခဲ့ပြီအလုတ်ဖြစ်လာပြန်စဉ်းစားရမယ် အကြက်ဖက်တဲ့နီလန်းနဲ့တပ်ပရိုရှီယာနဲ့အာနာကိုပြန်ယူလို့ရလားဒါလိုနေပေါင်းဆယ်စုနှစ်ကြာရင်ဆိုင်ခဲ့တဲ့တိုင်းရင်းသားလက်နက်ကင်ဘိုးရီကြီးကိုမေးကြည့်လိုက်ပါအလုတ်ဖြစ်ရလားပြန်စင်းစားကိုယ့်ရဲ့လုပ်ရတရားမှန်ကန်တဲ့နိုင်ငံရေးလမ်းကြောင်းပေါ်နေသွားနေတာဟုတ်ရလားပြန်သုံးသပ်မယ်အဲ့တော့ဒုတိယအချက်ဒီအလုတ်ပြင်ဖြစ်ပါတယ်တတိယပြန်ရမယ့်အချက်အစုတ်ပြင်စုတ်ပဲ့နေတဲ့စိတ်တက်တွေကိုပြင်ရမယ်ဖက်ဒရယ်ဖက်ဒရယ်ဆိုပြီးပါဇက်ကမချဘူးလက်နက်ဖြုတ်သိမ်းဒီမိုကရေစီရေးလမ်းကြရွေးကောက်ပွဲဝင်မလားဆိုတော့ပါဇက်ပိတ်သွားအခုဖက်ဒရယ်မကတော့ကွန်ဖက်ဒရိတ်ဖြစ်တဲ့လုံးဝခွဲထွက်ရဲ့နိုင်ငံရေးဘက်ကိုဥတည်နေပြီ။အရခတက်တော်ကြီးရခိုင်တက်တော်ကြီးဆိုပြီးတော့ကြွေးကြော်နေနောက်ကဘင်္ဂလားဒေ့ရှ်ကကြိတ်တော့ ဒီလိုပြည်သူလူထုမျက်နှာကိုမငဲကွက်ကိုလိုချင်တာမရဘူးဆိုလို့ရှိရင်အတိုင်းပြည်ကိုဖျက်ဆီးမယ်ဆိုတဲ့စုပ်ပဲ့နေတဲ့စိတ်ဓာတ်ကိုပြင်ရမှာဖြစ်တယ်။အဲ့တော့ပထမချက်အထုပ်ပြင်ရမယ်။ဒုတိယချက်အလုပ်ပြင်ရမယ်။လောက်ရက်တွေပြင်ရမယ်။တတိယချက်အစုပ်ပြင်ရမယ်။စုပ်ပဲ့နေတဲ့စိတ်ဓာတ်ကိုပြင်ရမယ်။ဒီ၃ချက်ပြင်နိုင်တဲ့တနေ့တက်မတော်နိုင်ငံကြီးရဲ့ထွက်တဲ့နေ့ပဲ။နော်တက်မတော်ပြင်ရမှာလားပြည်သူတွေပြင်ရမှာလားဒီစိတ်တွေနော်။ကြည့်လိုက်ရင်ဆရာကြီးထားလို့နဲ့နော်။တကယ်တော်သားတွေရဲ့ style ကဒီလိုပဲသိတယ်မလား။နော်။ပြောလိုက်လို့ရှင်ဟုတ်တယ်လို့လည်းသိလားနော်။ လုပ်ငန်းဖြစ်ပေမှာအသိဉာဏ်များအသိဉာဏ်လေးပါလေးများရှိပြီးမှအမြင်များရှိမလားဆိုပြီးမှနော်ကြည့်ကြည့်တာနော်မဲဟုတ်မလဲဘောမနေတာနော်စောက်ယူနော်ကေပရိတ်ကြတော့ဘာရီပြောချင်လဲကွန်မန့်မှာမန်ပြကြပါအောင်နော်တင်မပြောချင်ဘူးနော်ဒီလောက်နဲ့ပဲရပ်ပါမယ်ဟုတ်ပြီဆက်လက်ပြမှာနော်ဂွေကိုကြောကြောဒန်းစစ်ပြီးတဲ့တိရန်လေးစစ်ကြည့်လိုက်ကြအောင်နော်ရမချင်းတို့ညီကောင်မတော်မများလုံးမင်္ဂလာပါလို့ဝမ်းသာကြတဲ့ဇင်စကားလေးပေါ့ဗျာနော် ခုမလေးရှားအာဆီယံ94ကြိမ်မြောက်စီဝေးကြီးပွဲကြီးကိုစောက်ရှက်ပြန်ပြန်ကွဲတဲ့အာနာရှင်เนาะစောက်ရှက်ပြန်ပြန်ကွဲတာလော်ရီဟိုအာနာရှင်ဒူးမနာသားတွေကလော်ဘီလုံနေတဲ့ကောင်တွေပေါ့လော်ရီတွေ့လားငါတို့ဘာအာဆီယံအာဆီယံစီဝေးကြရတော့မယ်ထရန့်နဲ့အမေရိကန်သမ္မတထရန့်နဲ့တွေ့ရတော့မယ် လော့တာလော့တာလော့တာအသကုံလော့တာအခုအာဆီယံကမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်နဝါကြော်ညာလိုက်တယ်အာဆီယံအစည်းအဝေးဝဲဝတ်တက်ပိုင်ခွင့်မပေးဘူးဆိုပြီးတော့ကြော်လဲကြော်ညာလိုက်ဟောဟာပြူလူပြဲလဲဖြစ်ကုန်ပြူလူပြဲတဲ့လော်ဘီတွေဟမ်ဒူးမလာသားတွေဒူးမလာသားတွေအာနာရှင်ဒူးမလာသားတွေဟမ် ဟာဒီစီဝေးမတက်ရတယ်ဘာမှမဖြစ်ဘူးမင်းတို့စကားတော်တော်ပါဆန်နေကွာမင်းတို့စကားရပါဆန်နေပါမဆန်နေကွာမင်းတို့ဆောက်ရမကြည့်တဲ့ကောင်တွေတကယ်ပါဆန်နေကောင်တွေဟမ်အာလော်ရီတွေ့လားငါတို့အဘဟိုမှာထွန်းလည်းတွေ့ရတော့မေးအာကျွီလုံးနေထွိတ်လုံးနေဟမ်မင်းတို့စိုက်ဝါလိုက်ထဲနေဟာလားဟမ်ဟိုကအနာကရောက်မှကပ်ဖြုတ်လိုက်လီးနေဖြစ်ကုန်ပြီဟုတ်လားဟမ်ဟဲ့ရောက်နေဟမ်အခုကြိတ်တော့မှာနော်ဘယ်လို့ အဲ့ဒီအာနာရှင်တွေမှာပါနေတယ်ဆိုတာမင်းတို့သိတယ်နော်ကြားဖြတ်မှာဟင်ဟိုကကြိတ်မှာကြည့်လားထွန်းကကြိတ်မှာမင်းတို့စောက်ရေးထဲမှာဟာအရေးထဲမှာဘာတွေဖြစ်လာတယ်ဆိုတော့ ICG ရတယ်ဖန်ဝရန်ထုတ်ဖို့ဟိုခွင့်ပြုလိုက်ရဆိုတဲ့ကြောင့်အိုမလီရတာကိုကြီးလာပဲရတာကိုကြီးလာပဲလုံးမလာတယ်သူတွေဘုံပြင်မင်းတို့ဟာ ဝင်ရမင်းတို့ဘဝကဘယ်လိုလုပ်လို့လောက်အောင်မနေအောင်မသိဘူးဆော့ရှက်မှာတစ်စက်မှမရှိတဲ့ကောင်းအဓိကများသောအားဖြင့်အဲ့ဒီကြုံမျိုးမင်းသိတယ်မလားဒီမင်းကြောင့်မင်းမင်းအနာရှင်လော်ဘီလုံးမှာသမင်းစားရတဲ့ကောင်းသူများကိုကြတော့ပြောတတ်လိုက်တာပြောတတ်လိုက်တာအခုမင်းတို့လည်းရောက်လာပြီနော်မင်းတို့ကလေဟိုကတော့ပါကြီးကွာမင်းတို့ ပါလီမန့်ဆက်ပါလာအောင်မင်းတို့ဆော့ပစားကြီးကတံပိုးမရှိတဲ့ကောင်ကြီးကျော်မျိုးမင်းတို့ကျော်စိုးဦးတို့နော်မင်းတို့ဆော့ပစားကြီးကိုမင်းတို့အဲ့ပါလီမန့်ဆက်ပါနေတာဖန်ကတ်ထားလိုက်လားဟာလီမင်းတို့ဆော့ပစားကြီးကလေပါလီမန့်ဆက်ပါလာအောင်တံပိုးမရှိဘူးမင်းတို့ပစားကြီးကဟမ်မင်းတို့တကယ်ဟိုမီဟိုကလိန်ကကြစ်မီဒီယာပေါ့ကလိန်ကတိကလိန်ကကြစ်မီဒီယာဩဇာတကယ်ကိုလက်ဖျားခါတော့မင်းတို့ဆော့ပစားကြီးက တောင်းတော့ခွန်မြောက်တော့ခွန်ပလဲလုံးလိုက်မော့ခုံလုံးလိုက်မင်းတို့ဟမ်အခုမင်းတို့အပါကိုအစီကြီးရတယ်ဖန်ဝန်ဟန်ထုံဖို့ခွင့်ပြုလိုက်ပြီတဲ့ကဲမင်းတို့တေချာထဲအောင်နော်တို့ကြဂျပုနဖားကျိုးအထိုးခံအမနော်မင်းတို့အာနာရှင်ဂျပုနဖားကျိုးအထိုးခံအမတတိထားအခုလဲပေါ်လာပြန်ပြီနော်မင်းတို့အာနာရှင်တွေကဘလောက်ထိရုံမာကြတယ်တန်ပါတယ်ဟမ်အခုပြီးသုံးလုံးอ่ะ တက်တက်ခံစပပြဲမလေးသိလားဟမ်မင်းတို့သတိမထုတ်ဘူးနော်အဲ့ဒါပေါ့နော်ဒီအိမ်ရစီမံကိန်းအတွက်ဟလားငွေကျပ်ဘီလီယံပေါင်းငွေကျပ်ဘီလီယံပေါင်းတော့ဘီလီယံတော့မီလီယံမဟုတ်ဘူးဘီလီယံငွေကျပ်ဘီလီယံပေါင်းတရာကျော်အကျွေးကျင်ဟမ်ပြီးတော့လုံးမြောင်းလေးရောက်မကြခင်မြောင်းလေးရောက်လိုက်မယ် 没南预告不？诶，麦品不尽，本地的酱肉饭某，阿是 n 鸭肉些，阿是闽南 l 闽南人千年了咧，大块本地块酱鸭咪，酱鸭肉本地块酱个咪，对啦，啊，酱鸭肉大块大块，酱泡大块本地块酱个咪，对啦，阿股土料片喏，我家只鼻梁鼻包，谁四做焦来咧，喏，哎呀，什么样嘸卤某，哎呀哎呀哎呀，什么样嘸 အခုကိုစလေလောင်းအဖြစ်ကနေအပယ်ခံရဖို့များနေပြီမပူနဲ့နော်ကလိန်ကကြည့်ချင်းချင်းမွေမွေချင်းချီမြင်ကြတယ်ဘီလိုမွေမွေချင်းချီမြင်ကြတယ်အဲ့ငွေကြက်ဘီလီယံပေါင်းကိုကမ်ဘောဇာဘန်ကလေမင်းတို့တန်းတရာကျော်ချီးကြတာအခုအိမ်ယာကအချိန်နဲ့ပြည့်သွားပြီမအနိုင်သေးဘူးနော်ချီးကြတဲ့ငွေကိုလည်းပြန်မဆပ်နိုင်သေးဘူးကဲဘယ်လိုလုပ်ကြမလဲကဲပြောဟမ် မအေလိုအာနာရှင်ကရုံမာလာပြီလားဆိုရင်နော်သူ့လူကိုလူကြည့်မနေဘူးမအေလို အာနာရှင်ကသိလားသူ့လူကိုလူမနေဘူးအဲ့တော့ဒီငွေကြက်ဘီလီယံမောင်းတန်းတရာကျော်ဟာငွေကြက်ဘီလီယံမောင်းတရာကျော်နော်ဒီအတွေးတင်နေတဲ့ကိစ္စကဲဘယ်လိုရှင်းရမလဲဟိုဟာထုတ်ပေါ်လာပြီနော်ဒီနေ့မှထုတ်ပေါ်လာတာအဲ့ဒီတလင်းအချိန်နဲ့တပြင်းကြီးနော်အခုဒီ ကိုယ်စရယ်လောင်းအဖြစ်ကလေပယ်ဖြက်ခံရတော့မယ်ဆိုတာဟိုမစိတ်ပေးလိုက်တာပေါ့အသံပေးလိုက်တာပေါ့ဘာဆက်စူးစမ်းလဲတက်တက်ခံဟမ်အဲ့ဒီအိမ်အိမ်ရမှာပါဝင်ပတ်သက်နေတာနော်ဒရိုက်တာရောဥက္ကဋ္ဌရောတက်တက်ခံနဲ့သူ့ယောက်ျားဟောတက်တက်ခံနဲ့တက်တက်ခံနဲ့သူ့ယောက်ျားပြီးသုံးလုံးပြီးသုံးလုံးပါတီဥက္ကဋ္ဌကြီးဟမ် 我个面熬来个，一路做阿三杯来皮，喏 <music>，给，一路老酱来，烧鸡酱来，哇 <music>，喏，拿罗哈罗来搞地皮饭，恰恰恰受不了啦，来搞地皮饭，哈哈哈！哈哈哈！哈哈哈！那哪样？不要不要啦，喏，哈哈哈！那哥哥，没罗阿四爷来没得呀不？阿四爷没得了病，串嘞，没罗加片嘞，加片嘞，加我们家那个没罗鸡嘛，哈哈哈！没罗鸡嘛。 နော်မကရင်နေလဲဖင်းတုံနေပြီဟိုဟိုမီဒီယာတွေနဲ့ trashing လို့ trashing နေပြီလို့မကြခင်အချိန်ခံရမှာမြို့အချိန်ခံရမှာအေးလို့နေမင်းတို့ကောင်းကောင်းအချိန်ခံရမယ်သတိထားလောင်းအားလားအချိန်ခံရမယ်အားလုံးကဲနော်ခွေးကူကြတော့ပြောတော့ရတဲ့ကြေအားရပါတယ်နော်ဆက်လက်ပြီးမှာနော်ခွေးဘူဘူကြောင့်တင်စစ်ပြီးတဲ့တင်လေးစစ်ကြလဲကြောင်းနော်ဟဲ့အောင်ချဘူးမနက်ကတော့ ဝန်ကြီးချုပ်တွေရောနေရာတွေယူလာတယ်ချက်ဘူးဒီခုပဲငါဒေါ်နယ်ထရန့်နဲ့တွေ့တယ်ဒေါ်နယ်ထရန့်ပြောတယ်ငါလည်းပြောပြတာဘောနော်ငါတို့အဘချက်ဘူးကကွာဒီအာဆီယံဒီဆမ်မစ်စီဝေးစောင့်ရမ်းနေတက်ချင်တယ်ဘောနော်ချက်ဘူးကတော့ချက်ဘူးကအခုခုလာတော့လုတ်ပြီးပါတော့ဘာညာဘောကွာမင်းစားရောငါအများကြီးပြောပြီးတယ်ပြောပြီးတဲ့ခါကျတော့ဒေါ်နယ်ထရန့်ကပြောတယ်ချက်ဘူးမင်းတက်ချင်တဲ့ငါတို့ဒီ NUG ကဒေါက်တာဆင်မအောင်လို့အင်္ဂလိပ်စာမှုတ်ထုတ်အောင်တက်ဆရာမလို့ချက်ဘူး အဲသူထက်သူအတူတောက်လည်းမင်းတတ်တော့တတ်မှာမဟုတ်ဘူးဘလို့သိသိအဲ့တော့အဲ့လောက်တတ်စရာမလိုပဲနဲ့မင်းတခုမှတတ်မယ်တာ my name is မေလိုမင်းအောင်ထိုင်အဲအဲ့တခုမှတတ်အဲ့တခုတတ်ပြီးမင်းလီမွားစင်းရင်လည်းအဲ့ဒါကိုလက်ဆွဲနှုတ်ဆက်တိုင်းမင်းပြောရမယ်ပြီးရင်အစည်းအဝေးမှာလည်းအဲ့လိုမျိုးပဲအဲ့စကားပဲမင်းပြောရမယ်အဲ့ဒါဆိုရင်နဲ့အစည်းအဝေးအနောက်နားမှာခွေးချေကုန်ကြီးနဲ့မင်းကိုနေရာတနေရာပြေးမယ်ဒါမှတခုတော့ရှိတယ်နော်မင်းလက်ဆွဲနှုတ်ဆက်လို့မရဘူးဘယ်သူမှအဲအဲ့အဲ့ဒါမင်းကြည့်လိုက်ကြည့်လိုက်ပြီးငါ့ကိုပြန်ပြော ်ကမင်းအစီအစီဝေးဝေးတက်လို့ရအောင်ငါလုပ်ပေးမယ်โอเคသူကမင်းကအရူဘောင်းကချစ်လို့ဟာတလားအကူညီပေးတာငါဒေါ်နယ်ထရန့်ပြန်ပြောပေးမယ်မျက်လုံးမျက်လုံးကအကြောင်းပြအင်းကောင်းတာပေါ့ဒီလိုအကြံရတာပေါ့နော်ဒီမှာကြည့်နေတဲ့ဘောမတွေရှိလို့ရှိရင်မင်းတို့ဘောဘောင်တော့ပြောလိုက်နော်ကဲဟုတ်ပြီနော်ကိုစီမနော်ကိုစီတန်ဆက်ပြီးတရင်လေးစစ်ကြည့်လိုက်ကြအောင်နော်ဒေါ်တက်တက်ခရဲ့နော်ဒီပါတီအောင်ပွဲလို့ကြော့အောင်ကြော့ပွဲလို့ပြောမလားနော်ကဲတချို့ကြည့်လိုက်ကြအောင်နော်ကိုစီပါတွေပြောတော့မလဲ ကဲတက်တက်ခံရဲ့တည်င်းကတော့အတီဖြစ်သွားပါပြီနော်ဒါဘုံမဟုတ်ဘူးပြောနေကြလို့ပါတက်တက်ခံကစောက်တွေးတွေထူလို့နော်စောက်ဖက်ကလွတ်တော်လဲထိုင်ခွင့်မရှိဘူးတဲ့ကဲစောက်နေမဲ့နှိုင်းပြီးတော့ခက်ချမ်းချမ်းပြောလိုက်တယ်ဘာဖြစ်လို့လဲအဲ့ဒါကံထိုက်တာနော်လူလူခေါင်းဆောင်ဒေါ်အောင်ဆန်းစုတီကိုပခုံးချင်းရှင်ပြီးတော့ဟမ်မတူမတန်တာလာနှိုင်းရှင်ပြီးတော့ကိုယ့်ကိုစောက်ရဝင်ခြင်းနဲ့ဟာတွေအဲ့ဒါအဲ့ဒါချက်ချင်းလက်ငင်းအကျိုးပေးတာရှက်စရာကြီးဟမ် အကျွေးတွေထူလို့လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဝင်ခွင့်မရဘူးတဲ့ဘဒူလဲဆိုတော့ပါတီတစ်ခုကိုတီထောင်ပြီးတော့ဩဂတ်ထလုံနေတဲ့သူပယ်လိုက်ပြီးတော့အမဟမ်စစ်တပ်ကြီးတခါလဲပြီးလို့ရအကောင်းပြောတာစဉ်းစားကြည့်နေဗျာဟမ်အဲ့တော့တတ်တက်ခိုင်ဆိုတော့က2014ခုနှစ်မှာ NLD ပါတီတဲ့ကိုဝင်လာတယ်2015မှာရွေးကောက်ပွဲဝင်ပြိုင်တယ် NLD ခေါင်းစဉ်နဲ့အနိုင်ရတယ်လွတ်တော်ကိုယ်စားလှယ်ဖြစ်လာအဲ့တော့လွတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့ဒီပါတီထဲမှာအားကိုးရမလားအောင်မရတယ်ဟမ်2016ခုနှစ်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကဘာလို့လဲဆိုတော့အထက်မြင့်အဆောက်အုံတွေစောက်လုပ်တဲ့နေရာမှာစံစိန်စံညှိုးတိုင်းမမီတဲ့လုပ်ငန်းပေါင်း200ကျော်လားမသိဘူးကျွန်တော်ခေါင်းစဉ်တော့အားလုံးပေါင်းမေ့ဝဲအဲ့ဒီကိုပယ်ဖျက်လိုက်ကုမ္ပဏီနာမည်ပြောပါဗျာအဲ့ဒီထဲမှာတက်တက်ခိုင်ရဲ့နာမည်ပါတယ်တက်တက်ခိုင်တို့ကုမ္ပဏီနာမည်ပါတယ်ဆိုတော့ရှင်းရှင်းလေးအထက်မြင့်အဆောက်အုံကန်ထောက်ဆွဲပြီးစောက်တာနိုင်ငံတတ်မှတ်ထားတဲ့အရေးအသွေးပြင့်ပြီးအောင်မစောက်ပဲခိုးလို့ပိုက်တိုင်းကန်ထိတာအဲ့ဒါကိုသူကမကျင်နဲ့ဖြစ်ပြီးတော့ NLD ပါတီကိုပြန်ပြီးတော့ ပါတီတွင်းမှာပြောရမယ့်စကားတွေကိုပြင်ပထုတ်ပြောဝေဖန်အဲ့လိုတွေလောက်လာတဲ့အတွက်ပါတီကနေတာဝန်တချို့ရက်နာခံပြီးလဲ။ तू ကအဲ့ဒါနဲ့မခံနိုင်ဖြစ်ပြီးတော့ဘာလုပ်လဲ။အန်ဒီပါတီကထွက်ပြီးတော့လွတ်တော်အဲ तू ကသူပါတီထောင်လိုက်တယ်ပြီးသုံးလုံးပါတီပြီးတော့2020ရွေးကောက်ပွဲမှာ NLD နဲ့အပြိုင်ဆိုပြီးတော့ရွေးကောက်ပွဲဝင်တယ်။နော်မရန်ကုန်မြို့နယ်ကနေဒေါ်မေဝင်းမြို့ကိုဘလောက်နဲ့ရှုံးတယ်အောင်မလို့လဲ9တက်မှ3ည3ရာခိုင်နှုန်းနဲ့ရှုံးတယ်။တစ်10တောင်မပြည့်ဘူးနော်။ စဉ်းစားကြည့်တစ်ဆယ်တောင်မပြည့်ဘူးတရာရာဂိုင်နှုံးမှာ तू तू ရှုံးနေတရာအပြစ်မှာ तू ကခုနှစ်တရမ၃ည၃ရာဂိုင်နှုံးနဲ့ရှုံးပြီးတော့ NLD ပါတီကဒေါ်မေဝင်းမြစ်ကိုအပြက်သက်ရှုံးတာဆိုတော့အမှတ်တရာပေးတဲ့နေရာမှာ၁၀မှတ်တောင်မပြည့်ဘဲနဲ့ခုနှစ်မှတ်ကြော်ကြော်လေးပဲရခဲ့တာပေါ့နော်အဲ့ဒါနဲ့မလုပ်လေရွေးကောက်ပွဲရှုံးတဲ့ငရှုံးတွေကအရှုံးလက်မခံနိုင်တဲ့အောက်တန်းစားတွေစုပြီးတော့မင်းအောင်နိုင်ကိုအာနာသိမ့်ဖို့သွားမြောက်ပေးတဲ့နေရာမှာတတ်တက်ခံလို့ပါတယ် အမင်းအောင်လိုင်းအာနာတိတ်ပြီးတော့မင်းအောင်လိုင်းလို့ဒီအာနာတိတ်တခိုးချပိုးတွေအစိုးရဖွဲ့တဲ့အချိန်မှာလူမှုဝန်ထမ်းတွေပြန်လည်နေရာချထားရေးဝင်ကြီးဌာနဆိုပြီးတော့တတ်တက်ခိုင်ဝင်ကြီးကောက်ခံလိုက်တယ်မင်းအောင်လိုင်းကအဲအဲ့ဒီမှာတတ်တက်ခိုင်တို့ထောင်တာပေါ့ဟမ်ထောင်ထောင်အခုလည်းကြာအောင်ကြောင်းတခါပြီးတော့နောက်စစ်တပ်ကဟိုနေ့ဖြစ်တဲ့အချိန်မှာကန်ထောက်ကန်ထိလိုက်ပြန်အောင်ကန်ထောက်ကန်ထိအခုကျတော့2020ရွေးကောက်ပွဲမှာအာကျွန်မတို့ပါတီကဘလို့ဖြစ်သားလို့ဘာလို့ညာလို့ဟမ်အဲတောက်လျှောက်ဟောတာအခုလည်းကြာအောင်ကြောင်းဆောက်ချက်ပွဲပြန် တော့ NND တွေကနေထွက်သွားပြီးတော့ NND ကိုပြန်ပြီးပုံကန်နဲ့ကျွဲမှနှက်ကောင်ရှိပါတယ်။အဲ့ဒါကတော့တက်တက်ခန့်နဲ့စန္နာနွားပါနော်စန္နာမင်းမဟုတ်ဘူးတိလားအဲ့တော့တက်တက်ခန့်ကတော့အခုသူ့အကျိုးသူ့ပေးပြီးတော့ချက်ချင်းဝင်လက်ပြီးဒေါအောင်ဆန်းစုကြည်ကိုအဲ့ဒီ2015မှာ NND ပါတီကနေနော်ခေါင်းစဉ်နဲ့ရွေးကောက်ပွဲဝင်ပြီးအမတ်ဖြစ်လာတာနော်ဒေါအောင်ဆန်းစုကြည်ကိုဘာပဲဝေဖန်နဲ့ဆိုတော့တကွင်းလုံးကိုတယောက်ထက်ပတ်ကန်နေတဲ့ကျမတို့ကကံမဲ့နေရမရှိဘူးဆိုပြီးတော့နော်အဲ့တော့တည်းကစဝေဖန်ပြီးပြောခဲ့တာအခုတော့ သူ့နေရာမှာရှက်တိုင်းလဲတည်လို့ရတယ်နော်။ဥမာတတိဖတ်ပြမယ်အကျွေးထူတဲ့တင်းကိုတိတာ။ပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်ကိုအကျွေးပေးရန်ရှိနေတော့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖြတ်လိုက်ကြောင်းစစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကကြေညာ။ရန်ကုန်တိုင်းမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်တွင်အမည်စရင်းတင်တွင်းထားသည့်ပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌတက်တက်ခိုင်သည်တက်ဆိုင်ရန်လွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ဂါကြီးပါပြဋ္ဌာန်းချက်နှင့်ညှိစွန်းသည့်ကိုယ်စားလှယ်လောင်းစင်းမှပယ်ဖြတ်လိုက်ကြောင်း ရွေးကောက်ပွဲကော်မရှင်ကကြေညာသည်ကဘာအေးလန်းနှင့်ဆရာဆန်လန်းတောင်းဖြင့် City A Restaurant အရာစီမံကိန်းကိုတက်တက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကဓမ္မောစာဗန်ထံမှငွေကျပ်ဘီလီယံ100ကျော်ချင်းငားခဲ့ကြောင်းတို့ရတွင် City A Restaurant အရာစီမံကိန်းမှအချိန်မီပြည်စည်းခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမောစာဘာမှချေးယူထားတဲ့ငွေကျပ်ဘီလီယံတရာကျော်မှလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရသည်စစ်တပ်ကပြင်ဆင်ထားသော ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်း ပုံမှန်ရှစ်ဂါကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွေနိုင်ငံတော်နဲ့ပုဂ္ဂလိကတော်မဟုတ်မတင့်လျော်သည့်ပင်းတာဝန်ကင်းချင်းသူများဟုပြတန်းထားရတက်တက်ခိုင်မှကမ္ဘောဇာဗန်တို့ငွေကျပ်ဘီလီယံ100ကျော်ကျွေးပင်းရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်လည်းညှိစွန်းနေကြောင်းသိရသည်တက်တက်ခိုင်အပါအဝင်လွတ်တော်ကိုယ်စားလှယ်လောင်86ဦးကိုလွတ်တော်ကိုယ်စားလှယ်လောင်အရေးချင်းသတ်မှတ်ချက်များနဲ့မပြည့်မီတဲ့ဖြင့်လွတ်တော်ကိုယ်စားလှယ်လောင်များအဖြစ်မှပယ်ပြက်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားသည်ဝမ်း အရာရှိလိုက်တာနော်ပေါ်တင်မဲတိလားအဲကြိုက်တယ်လို့ပြောမင်းတို့အရာတာရှိတယ်ဘာဖြစ်လို့လဲငါတို့လူလူကောင်းကောင်းဒေါ်အောင်ဆန်းစုကြည်ငါတို့အမေစုကိုစော်ကားမော်ကားပြောခဲ့တဲ့စောက်ခွက်ကိုမျက်စိနဲ့မြင်အောင်ကြည့်တယ်အရာတာရှိတယ်ပဲနော်ဟိုတော့အင်တာဗျူးမှာလည်းဘာပြောသွားသေးတယ်ထပ်ပြီးတော့နော်တသက်လုံးပြောလိုက်မြင်အခုကွန်မန်အင်တာဗျူးမှာဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရင်ဘာဖြစ်လဲအကျဉ်းသားမဟုတ်ဘူးလို့စော်ကားဝါတာမှတ်မိဦးမှာပါနော်အဲ့တော့ချက်ချင်းလက်ငင်းအကျိုးပေးတာ အဲ့ဒါဘာလဲဝစ်ဆိုတာဘာလဲမော်တာမလို့အော်တိုလဲတာအဲ့တော့နောက်တစ်ယောက်ရှိတဲ့ဆန္ဒမင်း RND ပါတီတဲမှာခုနကပြောသလို RND ကိုပြည်သူဘာကြောင့်လက်ခံလဲဆိုတာကိုမသိတဲ့နီပိန်းတွေအများကြီးရှိတယ်အဲ့ဒီတက်တက်ခိုင်တို့လိုမျိုးဆန္ဒမင်းတို့လိုအဲ့ဒါမှနီပိန်းအစ်စ် RND ကိုပြည်သူဘာကြောင့်ထောက်ခံတာလဲ RND ရဲ့ပြည်သူဂျားထဲမှာယက်တီမှုတွေဘာလဲဆိုတာတော့မသိမဲနဲ့ RND တွေကိုဝင်ထားတဲ့လူတွေအများကြီးရှိတယ်နော်ပြီးလို့ရှိရင် ောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်တို့နိုင်ငံမှာပြည်သူအများစုတီဘာတွေကိုတဘောကြတယ်ဘာကိုလက်ခံတယ်နော်ပြည်သူအ ਨੇ စုတီဘာတွေတဘောကြတယ်ဘာတွေလက်ခံတယ်လူတိုင်းသိပါတယ်နော်အခုတက်တက်ခိုင်နော်မင်းအောင်လိုက်အာနာသိန်းတာမသိခင်တည်းကသွားတွေ့တယ်သူတို့ပါတီမဲရှုံးလို့ကြံ့ဖို့ပါတီရကောင်းနေလို့ပေါ့အတူတူပဲသူတို့နော်အဲ့တော့ကျွန်တော်ပြောပြချင်တယ်မဲခိုးတယ်လို့အကြောင်းပြပြီးသူတို့သွားတိုင်အောင်ကဲမဲခိုးတယ်ဆိုရင်ရောသူတို့နိုင်လို့ရလား မဲမခိုးတဲ့ရှုံးမိသားတို့မဲခိုးလဲရှုံးမိသားလေဘလို့ဖြစ်ဖြစ်ရှုံးအောင်မှာတို့တိနေပြီးသားအဲ့တော့အရှုံးကိုလက်မခံတာဒါလေးပါလေအခုကြတော့အမ်မင်းအောင်လိုက်ရှိမှာမတိဝင်ကြီးသွားလောက်လိုက်တိလေဟဲ့လုံးနဲ့အခုကြတော့ဖြစ်ပေါ်ထိပေါ့ဖြစ်စရာကြီးစဉ်းစားကြည့်လားဟမ်ပါတီထောင်တယ်ပါတီဥက္ကဋ္ဌလုပ်တယ်လွတ်တော်ကိုယ်စားလှယ်ဝင်ပြိုင်ပြီးတော့တိုင်းပြည်ရဲ့အာဏာကိုလုဖို့လုပ်နေဟာဟမ်အကျွေးတွေမဆက်တဲ့အကျွေးတူကြီးတွေဟာတိလိုက်ပါဟမ်တိလိုက်ပါတော့နော်အဲ့တော့မင်းအောင်နိုင်ဟို ယေရှုတင်တဲ့အကွက်တွေရှိပါတယ်အဲ့ဒါကတော့နံပါတ်1ထောင်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 လောက်တဲ့ဆန္ဒမင်းကိုနှုတ်ပြီးဖျက်ချရတော့တစ်ချက်တည်းပဲဂိန်ငွေ့နေတယ်ဟမ်နံပါတ်1ဟမ်စောက်ချက်မိတချီရဲ့တက်တက်ခိုင်ကိုစောက်ထိုးချလိုက်တာတခါတည်းတစ်ချက်တည်းပြီးသွားတာနော်အဲ့ဒါမျိုးတွေကြတော့ယေရှုတင်ပါတယ်ဘာဖြစ်လို့လဲဒါတွေဝင်းနေလို့ရှိရင်တွေ့နေရင်အကုတို့များမယ်ပြည်သူကအဲ့တော့မင်းအောင်နိုင်တယောက်တည်းတွေ့ရင်မေလိုမင်းအောင်နိုင်တဖွန်မဲ့ဆက်မိမယ်နော်အော်တက်တက်ခိုင်မှာထပ်တွေ့ရင်ဖေလိုမှတက်တက်ခိုင်ကိုဆဲကြတယ်ဆိုတော့ပြည်သူတွေအဲ့လိုအဲ့လိုဖြစ်နေတာ နော်ကျွန်တော်တော်နိုင်လောက်ကစားကျွန်တော်တော့မစဲဘူးကြည့်သိပါလေအားလုံးဒါမှမဟုတ်တပြင်းပြင်းနဲ့ကိုယ့်ကိုထိန်းထိန်းကိုဖြုံးနေဆိုတော့ကိုတိတယ်စဲတာနံပါတ်1ရိုင်းဆိုင်တယ်ပရုဒ္ဓဝါစာရုပ်ရင်းကျမ်းတဲ့ဇာကောက်ပြောတာဖြစ်တဲ့အတွက်ပြောတဲ့သူရှုံးတယ်စဲတယ်ထိတယ်သူဘာမှမဖြစ်ဘူးတိတယ်တိနေတဲ့အတိုင်းအခါကျရင်တည်ရင်ထဲကိုမြင်ဘုလိုသေးထားတာလေဒေါရနာကြီးလိုက်ရင်အဲ့လိုစဲချလိုက်ဟာဒီရင်ထဲမှာနည်းနည်းခံတာတထင်တယ်ကိုယ့်ကိုအကောင်းပြောတာ တခါကျရင်တိတိအခုကြော်မျိုးမင်းတို့ကြော်စိုးလို့ဆိုလေမဟုတ်ပါဟုတ်ပါလေစကားတွေပြောရုပ်ပြီးနေတိအသေးရတာလေကျွန်တော်နှုတ်နှုတ်နှုတ်ဖြစ်တယ်နော်ဘာဖြစ်လို့ဒီကောင်လေးအဲ့ဒီမဟုတ်တာဟုတ်ကားတွေပြောတာတတ်တတ်ခိုင်မျိုးပေါ့တတ်တတ်ခိုင်ဆိုဟိုရက်ကဆိုရင်ဒေါ်ဆန်းစုကြည်နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးတဲ့အကတိအမှုနဲ့တရားစွဲထားတယ်ဆိုတော့တတိုင်းမီလုံးရှောက်ခိုးထားတာအခုစောက်ကျွေးပလယ်ပေါ်ကနေဘန်ကဘီလီယံနဲ့ချီချီးထားပြီးတော့အကျွေးမဆက်တဲ့တတ်တတ်ခိုင်တတိုင်းမီလုံးခိုးထားတဲ့မင်းအောင်နိုင်အဲ့လိုဟာမျိုးတွေကကုံစုံဆိုင်အောင်မရှိတဲ့ MOU ကို ဟမ်အဂရိမှုတို့စွဲလို့ပြောအဲ့တတ်တ်ခိုင်ပြောတဲ့ကကျွန်တော်ဒေါ်လာဖတ်တာအာဒီဟာမငါကွာငါတကယ်ဆိုပြီးတော့ဟိုဘာမှလုံလို့မရလို့ဘာမှငွေဖြစ်လို့မရလို့ကျွန်တော်တို့ကြိတ်မိတ်ခံရတာနော်ဒါပေမဲ့အခုမင်းအောင်ဆိုင်လှုပ်ချလာတဲ့အကွက်ကိုတော့ကြိုက်တယ်ရှစ်တန်လဲသေးလို့ရတယ်အဲ့တတ်တ်ခိုင်တို့ဟိုနေဆန္ဒမင်းတို့ကလေအကောင်းပြောတာသူတို့မှာအရှက်တရားရှိနောင်နိုင်ငံကြီးလောကထဲဘယ်တော့မှအိဆောက်ွက်တွေမြင်အောင်မဟုတ်ဒါထမြင်ရတယ်ဆိုရင်တော့ဂျင်းနေတယ်အဲ့ဟာဒီမှာအချက်တရားမရှိဘူးခင်ဗျားတို့အဲ့ဒီလူမြတ်ကိုသိရထားပြီးတော့เนาะအဲ့တော့စန္ဒမင်းဆိုတော့သူတို့ပဲ အန္တရီပါတီမှာဝင်းကပြောသလိုပါတီကိုပြောင်းပြန်ဆန်းအောင်အကောင်လုံးလိုက်ကလကဝင်းဖြစ်တယ်ဟိုပါတီရဲ့မူဝါဒဆိုရဟာမျိုးနေတယ်မဟုတ်ကတွေပြောတယ်ဒီလောက်တိုင်းပြီးတက်နေတဲ့ရန်သူနဲ့သွားကြီးပေါင်းတယ်အာလုံလုံနေလုံနေတာကျန်ဟမ်ဒေါ်အောင်ဆန်းစုကြည်အမျိုးသားရင်ကြားစီရေးဆိုတဲ့ဟာကိုမူကင်ဆွဲခဲ့တယ်ဆိုတာကဒီလိုလက်နက်ကင်လမ်းစဉ်အပေါ်ကိုတိုင်းပြီးရောက်သွားမှဆိုလို့ဘာဖြစ်လို့လဲလက်နက်ကင်လမ်းစဉ်မှန်တယ်မြတ်ဒီအဖက်ရစင်မရှိတဲ့လက်နက်ကင်တော်လိုင်းမရှိဘူး အနှဲနဲ့အချင်းဘာဖြစ်လဲတိုင်းပြည်ကနားတယ်အခက်မသိရင်လက်နက်ကင်လမ်းစဉ်ဟာတိုင်းပြည်တော်ပြတ်သွားနိုင်ဒါဟုတ်တိတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာဘာလို့လဲအာတတ်မတော်အားဖဖေတီတော်ကလည်းတတ်မတော်ကျမနဲ့မောင်နှမပါဆိုပြီးတော့ဒီလူစကားနားမလဲလဲတရိစ္ဆာန်မသားတွေကိုလူစကားနားလဲလာမလားလို့အမျိုးသားရင်ကြားစီရေးပါအဲကျမနဲ့မောင်နှမပါတတ်မတော်ဆိုအဖဲကအပြောကန်ထီပြီးသူဟာအမျိုးသားရင်ကြားစီရေးမှုကိုကင်ဆယ်ခဲ့တာဒေါ်အောင်ဆန်းစုကြည်အလကနာကင်လောက်ခဲ့တာမဟုတ်ဘူးတိုင်းပြည်အခုတော့သွေးချောင်းစည်းမှာစိုးလို့ ဒါပေမဲ့အဲ့ဒီအချိန်ကရခဲ့တာမရခဲ့ဘူးကြံနေခဲ့ပြီကြံနေခဲ့ပြီအဲ့တော့ဒီမအမျိုးသားဒီမိုကရေစီရှုံး RND ဆိုတာကပါလေငါမူဝါဒငါလုတ်ပြနိုင်လုတ်မဲ့မူဝါဒလားပြည်သူအများစုရဲ့မူဝါဒရှင်းရှင်းလေးအဲ့တော့အမျိုးသားရင်းများစီရင်ခက်ကကြံနေခဲ့ပြီအခုကာလဒီပါလေရန်သူကလည်းရန်သူတင့်မြောင်တပ်ပြဖြတ်ပြမျိုးစုံလုပ်နေတယ်လက်ရှိလည်းတက်နေတယ်အဲ့ဒါကြီးကိုပြည်သူကိုယ်စားလှယ်တွေပါဆိုတော့သူကသွားပြီးတော့သွားအတူတူပူးပေါင်းပြီးတော့ရွေးကောက်ပွဲဝင်မယ်ဆိုတော့လုပ်ရတာတိုင်းပြည်ကိုဘယ်လောက်တစ္ဆာဖောက်လဲလုပ်ရတာစဉ်းစားကြည့် နောက်ပြီးတော့မင်းအောင်နိုင်ကအာသာတိတ်ထားတာဥပဒေအကြောင်းကြီးကဘောင်မုံဘူးလေသူတို့မတိတောင်မဟုတ်တာဟာယူမင်းအောင်နိုင်ကရာဇဝတ်ကောင်နော်သူ့အတူစစ်တပ်ခေါင်းဆောင်မို့လို့ဖြုတ်လို့မရဲလို့ပြောလို့မရဲလို့နော်ပြည်တွင်းထဲမှာရှိတဲ့ဒူတွေခုနေ့နေရတာအမှန်တကယ်ပြောခွင့်တာရှိမယ်ဖြုတ်လို့ရမယ်ဆိုရင်မင်းအောင်နိုင်ဒီလက်နက်အားကိုစစ်တပ်ကိုအာနာအလွဲတုံးစားလုပ်ပြီးတိုင်းပြည်အာနာကိုပုံကန်ချာနာပြီးတော့ကျူးလွန်ထားတဲ့နိုင်ငံတော်တစ္ဆာဖောက်ပြက်မှုကျူးလွန်ထားတဲ့ကောင်ဒီလိုကောင်မျိုးပုံနဲ့ဆွဲနှုတ်ဆိုပြီးအကျိုးတူပူပေါင်းပြီးတော့ တီသူကိုစန့်ကျင်တဲ့ဒူတွေရဲ့တမိုင်းဘယ်တော့မှနှားเสียအကြောင်းမရှိဘူးမယုံကြည်လိုက်နော်အဲ့တော့တက်တက်ခိုင်ရင်ကတော့ခမင်းစားလို့ဝင်နေရလားအဲ့လိုပျော်နေရလားမသိတီသူတွေကတော့ဒီတင်းနေကြတဲ့အတွက်အယမ်းပျော်ပါလေလို့နော်ပြည်သူတွေဆိုတဲ့နေရာမှာကျွန်တော်ပြည်သူအများစုနော်အများစုကိုမပျော်အများစုကအဲ့လိုတင်းမျိုးကြရင်ပျော်တယ်ဟုတ်တယ်မလားကျွန်တော်တို့အရှင်းနဲ့ပျော်ရင်ပျော်တယ်ပဲဒဲပဲမချိုက်မချိုက်ဘူးပဲဟာဟာကလေးကချင်းမလို့အာငါတို့အဖဘာဖြစ်လဲမလို့ဘူးဘာစူးကြရဲရပွင့်တဲ့ပန်းလို့ဘာမှမလို့ဘူးပြောချင်း ချီးမွမ်းနေဆိုရင်လည်းဘဲချက်ဘဲချက်ဘဲချက်အကြောက်ချီးမွမ်းနေကဲရတယ်ဆိုရင်လည်းဒီလိုဒီလိုအချက်အကြောက်ကဲရတယ်တဲ့ပဲနော်အဲ့တော့ဘာလဲပြောတတခိုင်ရဲ့ရုပ်တံဇလန်လေးကိုဒီညကျွန်တော်အချိန်ရတင်ဆက်ပေးပါဦးမယ်နော်ကျွန်တော်ကိုစီပြောတော်တဲ့တကယ်အားရပါတယ်နော်အာခိုချင်ပါတော့နော်အာဘောမတတိခိုင်ဘေဘွားရောက်နေပြီလဲဆိုတာကို comment မှာမှတ်ပြကြပါအောင်နော်ကြောက်ပြီဒီနေ့တင်တော့ပါပဲအဆုံးထိကျေးဇူးပဲသူရောက်စီတဲ့ယဉ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့တင်တဲ့လေးတွေပြန်ဆုံကြအောင်နော်ကဲဘိုင်ဘိုင်